မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသော နေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ထာဝရဘုရားထံတော်ပါမှာခန္ဓာစိတ်ဝိညာဉ်မအားစားခြင်းအမျိုးမျိုးကိုခံရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာယေရှုတော်အဖင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ဖိလိပ္ပိဩဝါဒစာခန်းကြီး၄အပိုင်ငယ်၁၈ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ယခုခါအရာရာ၌ငါရတတ်၏ဥစ္စာကြွယ်ဝ၏မွေးကြိုင်သော အနတ်နှင့်ပြည့်စုံ၍ ဘုရားသခင်နှစ်သက်အားရတော်မူသောယစ်တီးဟုသောတင်တို့ပေးလိုက်သော အရာတို့ကိုအေပပရိုဒိတ်လက်မှငါခံရသည် ဖြစ်၍ကြွယ်ဝလျက်ရှိ၏ဒီကနေ့တော့ကျွန်တော်ဘာအကြောင်းကို ပြောချင်လဲဆိုလို့ရှင်ရင်နောက်ကျသောအလူဆိုတာကိုပြောချင်ပါတယ်ဖိလိပ္ပိအသင်းတော်ကပေါလုကိုအမြဲထောက်ပံ့နေတဲ့အသင်းတော်ဖြစ်ပါတယ်ပေါလုကလည်းဖိလိပ္ပိအသင်းတော်မှာအမြဲအလှူခံပါတယ် ကျမ်းစာတွေကိုကြည့်ရင် တွေ့နိုင်ပါတယ်ဖိလိပ္ပိအသင်းတော်ကပေါလုကို ကြည့်ဖို့ရန်အတွက်အလူပါနာနဲ့တကွအေပါဖရိုတစ်ကိုဆေးလွှတ်လိုက်ပါတယ်ပေါလုကထောင်ထဲမှာ ရှိနေတယ်လို့ကျမ်းစာအဖြစ်သိရပါတယ်ဒါပေမဲ့ပေါလုကဘာပြန်ပြောလဲဆိုလို့ရှိရင်အရရက်၌အရာရာကိုငါတင်မိပြီးဆင်းရဲခြင်းကြွယ်ဝခြင်းဝါစွာစားခြင်းမုတ်သိခြင်းစီးစိမ်ဒါတွေအလုံးသူ့ဘဝမှာ ကြုံခဲ့ပြီးပြီဒါပေမဲ့ငါကိုခွန်အားနဲ့ပြည့်စုံစေတဲ့ခရစ်တော်ကြောင့်ငါတက်ဆွမ်းနိုင်တယ်လို့ပြောပါတယ်တဘောကတော့အလှငွေတော့ရတယ်ကြီးစုပေးမဲ့သူလည်းရောက်လာပါတယ်တိုးတော်လည်းပဲဒီအလှငွေတွေကြီးစုပေးမဲ့သူတွေရောက်လာပြီမဲ့သူ့ဘဝမှာခြေနေတွေအားလုံးကိုကြောဖြတ်ပြီးခံနိုင်ရရှိပြီဆိုပြီးတော့မှပေါ်ပြထားတာတွေ့ရတော့ကျွန်တော်တို့တွေ့စဉ်းစားစရာဖြစ်ပါတယ် တခါလေးမှအမှုတော်ဆောင်အနေနဲ့ပေါ်လူလူမျိုး စိတ်ထားမျိုးရှိတဲ့မှာတယ်။ဘုရားသခင်ကလည်းတခါတလေမှအလှပန်းသားတွေကို အချိန်မီရောက်မလာစေတာမျိုးတွေရှိတတ်ပါတယ်။ဒီလိုမျိုးအချိန်မီရောက်မလာတဲ့အခါမျိုးတွေမှာကြုံတွေ့ရတဲ့ဆင်းရဲခြင်း၊ငတ်မွချင်း၊ရှုံ့ချခြင်းစတဲ့အရာတွေကိုတင်ယူဖို့လိုပါတယ်။ခန္ဓာရရှိဖို့လည်းလိုပါတယ်။ယေရှုခရစ်တော်ရဲ့ခွန်အားနဲ့ဖြတ်သန်းဖို့လိုတယ်လို့ဆိုလိုတာဖြစ်ပါတယ်။ တခါလေကျွန်တော်တို့စီကိုဘုရားသခင်စီမှာတောင်းတဲ့အဖြေတွေအချိန်မီရောက်မလာတာရှိသလို သူတစ်ပါးပို့လိုက်တဲ့အလှငွေတွေလည်းအချိန်မီရောက်မလာတာတွေရှိပါတယ်။ကိုလိုနေတဲ့အချိန်မှာအချိန်မီငွေကြီးတွေရောက်မလာတာကိုလိုအပ်နေတဲ့အချိန်မှာ အလှငွေတွေအချိန်မီရောက်မလာတာမျိုးကြုံနိုင်ပါတယ်။အဲ့လိုကြုံနိုင်တဲ့အချိန်တွေကိုဘယ်လိုဖြတ်သန်းမလဲ။ခရစ်တော်ပေးတဲ့ခွန်အားနဲ့သာ ဖြတ်သန်းရမှာဖြစ်ပါတယ်။ဒါကတော့ အလူခံပုံကိုယ်တွေကြုံတွေ့ရတတ်တဲ့ကိစ္စပဲဖြစ်ပါတယ်။ဒါကြောင့်ဓမ္မဆရာတွေအမှုတော်ဆောင်တွေသာသနာပြုလုပ်ငန်းတွေလုပ်နေတဲ့သူတွေကျန်းစာကျောင်းတွေမှစပြီးတော့မှအမှုတော်မြတ်လုပ်ငန်းမှာကဏ္ဍအမျိုးမျိုးနဲ့ပါဝင်နေကြတဲ့သူတွေသူတို့စီကိုကျွန်တော်တို့အလူငွေတွေအချိန်မီ မပို့နိုင်တဲ့အခါမျိုးတွေကြုံလာခဲ့တဲ့အခါမှာသူတို့အနေနဲ့ဖះရနဲ့ဘလို့ဖြတ်တန်းကြော်လွှားရမလဲဆိုတာကိုပြင်ဆင်နေမှာအမှန်ပဲလို့ ကျွန်တော်တို့လူယုံကြည်ပါတယ်။ဘာကြောင့်လဲဆိုတော့ဖះနဲ့သွားတက်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုအခက်ခဲတွေကြုံတွေ့လာတဲ့အခါမှာဖះကို မျှော်လင့်ပြီးဖះကိုအားကိုးပြီးတော့မှယေရှုခရစ်တော်ပေးတဲ့ခွန်အားနဲ့ဒီအခက်ခဲတွေကိုကျော်လွန်နိုင်ကြမှာဖြစ်တယ်လို့ကျွန်တော်ဒီလိုပဲယုံကြည်ပါတယ်။တစ်ဖက်မှာလည်းအလှငွေပေးတဲ့သူတွေက အချိန်မီမပေးနိုင်တာတွေရှိပါတယ်။အကြောင်းမျိုးမျိုးကြောင့်ကိုယ်မှာပတ်စံမရှိလို့ပဲဖြစ်ဖြစ် ကိုမှအလင်းမသိလို့ပဲဖြစ်ဖြစ်မသိလို့ပဲဖြစ်ဖြစ် ပေးလူရမယ်အလူငွေတွေကိုရောက်အောင်မပို့နိုင်တဲ့အခါမျိုးတွေမှာကြံ့ကြာမှုတွေကြောင့်အခက်ခဲပိုကြီးသွားနိုင်တာကြီးလည်းရှိပါတယ်ဒါကြောင့်မလို့ကိုအလူငွေပေးမယ်ဆိုရင်လေအချိန်မီရောက်အောင်ပို့ပေးနိုင်ဖို့လိုအပ်တဲ့အချိန်မှာလိုအပ်တဲ့အရာတွေရသွားစီဖို့ရန်အတွက်ဖခင်နှိုးစော်တဲ့အတိုင်းမြန်မြန်လေးလှုပ်တဲ့နေဆိုတာကိုကျွန်တော်ဒီလိုပဲနားလည်မိပါတယ် တခါတော့ကျွန်တော်အမျိုးသမီးက သူ့ရဲ့စံစာတင်ပေးတဲ့ဆရာမကို အလူငွေပေးခြင်းနဲ့လို့ပြောပါတယ်။အဲ့ဒါနဲ့ကျွန်တော်ချက်ချင်းပဲသူ့ကိုအလူငွေပေးဖို့ရန်အတွက်ပြင်ဆင်ပေးလိုက်ပါတယ်။အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့အဲ့ဒီနေ့မှာပဲအဲ့ဆရာမကတခြားသူကို ပေးရမယ်ငွေရှိနေတယ်ဒီအတွက် သူအခက်အခဲဖြစ်နေတယ်ဆိုပြီးတော့မှ ပြောပါတယ်။အဲ့လိုနဲ့ပဲကျွန်တော်ပေးလိုက်တဲ့အလှူပန္နာက သူ့အတွက်အချိန်မီး ြန်ဆက်ဖို့ရန်အဆင်ပြေသွားစေတယ်ဆိုတာကို တွေ့ရလို့ဝမ်းသာစရာဖြစ်စေပါတယ်။ဒီလိုမျိုးအခြေအနေမျိုးတွေမကြမကြာကျွန်တော်တို့တွေ့ရပါတယ်။ကျွန်တော်တို့အနေနဲ့ဘုရားသခင်နှိုးစော်လာရင်အဲ့ဒီနှိုးစော်တဲ့အတိုင်းချက်ချင်းထလုပ်ဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့တစ်ဖက်မှာအရန်လိုအပ်နေတဲ့အတွက်ကြောင့်ဖြစ်ပါလိမ့်မယ်။နောက်ကျသောအလှဖြစ်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တို့အပိုင်းကနှောက်နေလို့ဖြစ်ပါလိမ့်မယ်။ တစ်ဖက်မှာလည်းသူတို့အချိန်မီမရခဲ့ဘူးဆိုရင်သူတို့အတွက်ဖះရောက်ပိုးပြီးတော့မှဖက်တွေဖြည့်ရှင်းရမယ့်အခြေအနေကိုရောက်သွားမှာဖြစ်ပါတယ်။သို့တော်လည်းပဲပေါ်လူလိုမျိုးစိတ်ထားမျိုးထားနိုင်ရင်တော့ကောင်းပါတယ်။ဘု து ကိုမှ အပြစ်မတင်ပဲနဲ့ယေရှုခရစ်တော်အားဖြင့်အခက်ခဲတွေကို ကျော်လွန်နိုင်ခဲ့ပြီလို့ပြောနိုင်ရင်တော့ကောင်းပါတယ်။ဖိလိပ္ပိအသင်းတော်ကတော့နောက်ကြမှာအလှူငွေပို့ပေးလိုက်နိုင်ပေမဲ့ ပေါ်လူအတွက်ကတော့အစဉ်ပြေနေတဲ့အခြေအနေအားလုံးကိုသူကင်တွယ်နိုင်တယ်ဆိုတာကိုတွေ့ရပါတယ်ဖျာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖျာကိုရုကိုချီးစုတင်တယ်ဒီနေ့ပေါ်လူရဲ့အသက်တာမှာအလူငွေနောက်ကြမှာရောက်ပြီမဲ့သူ့ဘဝမှာဘလို့မှမခက်ခဲသွားပဲယေရှုခရစ်တော်အားဖြင့်အောင်မြင်ကျော်လွန်နိုင်ခဲ့တယ်ဆိုတာကိုတွေ့ရလို့ဂျေစုတင်တယ်ကျွန်တော်တို့လည်းပဲအချိန်မီရောက်မလာတဲ့ကိစ္စတွေကြုံလာရင် ပေါ်လူလိုစိတ်ထားနိုင်ဖို့မာစာပါ သူတပားတွေကိုကူညီဖို့ပေးလူဖို့ဖြစ်လာရင်လေအချိန်မနှောင်းမဲပေးနိုင်ဖို့မာစာပါယေရှုတင်တဲ့ဖနေနေနှုတ်ကပတ်တော်အားဖြင့်ရောက်တိုင်းရဲ့အသက်တာကိုကောင်းချီးပေးပါမိအကြောင်းနဲ့ကိုရောရဲ့ဘုန်းတော်ထင်ရှားသော အသက်တာများဖြစ်စေဖို့မာစာပါနှောက်နှေးတဲ့သူများမဖြစ်ဖို့မာစာပါယေရှုခရစ်တော်နာမ၌တနေ့တာကိုဆက်ကပ်ဆုတောင်းအပ်နံပါ၏အာမင်